ကျွန်မကနေ လော့စ်အန်ဂျလစ်ရဲ့ပထမဆုံးသောလူမဲအမျိုးသမီးမြေပိုင်ရှင်တူဖြစ်လာသူဒါကတော့ဘီဒီမေဆင်ရဲ့ဇလံပဲဖြစ်ပါတယ်1838ခုနှစ်ဂျော်ဂျီယာနိုင်ငံမှာကျွန်အဖြစ်မွေးဖွားခဲ့တဲ့ဘီဒီမေဆင်ဟာသူနာပြုတ်တူနဲ့တားဖွားဆရာမအဖြစ်အလုပ်လုပ်ခဲ့ပါတယ်1850ခုနှစ်မှာသူမဟာသူ့ကိုကျင်းပထားသူနဲ့အတူကယ်လီဖိုးနီးယားကိုအတင်းအကျပ်ပြောင်းရွှေ့ခဲ့ရပါတယ်။အဲဒီကာလမှာကယ်လီဖိုးနီးယားဟာကျွန်းစနစ်တရားမဝင်တဲ့လွတ်လပ်ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ဗီဒီဟာသူမရဲ့လွတ်လပ်ခွင့်အတွက်တရားရုံးမှာတိုက်ပွဲဝင်ခဲ့ပါတယ်1856ခုနှစ်မှာသူမနဲ့မိသားစုကို နောက်ဆုံးမှာတော့လွတ်လပ်သူတွေအဖြစ်ကြီးညာခဲ့ပါတယ်ဒါဟာသူမဘဝရဲ့အလှည့်ပြောင်းတစ်ခုပါပဲသူမဟာလေးစားခံရတဲ့တာဖွားဆရာမတူဖြစ်လာခဲ့ပြီးပတ်စံစုဆောင်ကလော့စ်အန်ဂျလစ်မှာမြေတွေဝယ်ခဲ့ပါတယ်။သူမဟာချမ်းသာတဲ့မြေပိုင်ရှင်ပရာဟိတသမားတူဖြစ်လာပြီးလော့စ်အန်ဂျလစ်ရဲ့တက်တန်းအရှိဆုံးလူမဲဖျားเจ้าဖြစ်တဲ့ First African Methodist Church ကိုဖူးတွဲတည်ထောင်ခဲ့ပါတယ်။သူမရဲ့ဇလန်းဟာစိတ်တကြက်ခိုင်မှုတတိနဲ့မျောလင့်ခြင်းတို့ရဲ့သတိပဲဖြစ်ပါတယ်။ဒါကြောင့်ဘလောက်ပဲအခြေအနေစိုးနေပါစေစိတ်တမကြပါနဲ့ပူစူးစားနေပြီးပူကောင်းတဲ့နေ့ရက်တွေကိုပိုင်ဆိုင်ရမှာဖြစ်ပါတယ်။နောက်ထပ်စိတ်ဝင်စားပွဲကောင်းတဲ့သမိုင်းကြောင်းတွေကိုသိရှိဖို့အတွက်သမိုင်း entertainment ကိုဆက်လက်လိုက်ပါကြည့်ရှုလိုက်ပါနော်။